ရုရှားနဲ့လုံးဝမတည့်တဲ့ပိုလန်နိုင်ငံဟာတပတ်တွင်းမှာရုရှားစစ်လေယာဉ်တွေချင်းကပ်ပြန်တမ်းမှု၃ကြိမ်ခန့်ကြုံခဲ့ရတယ်လို့ပြောပါတယ်။အော်တိုဘာ30ရက်နေ့ကရုရှားစစ်တပ်ရဲ့ကင်းထောက်လေယာဉ်တစ်စီးဟာပိုလန်လေပိုင်းနက်နာချင်းကပ်ပြန်တမ်းလာလို့ပိုလန်လေတပ်ကတပ်လေယာဉ်တွေဆစ်လုပြီးစောင့်ကြပ်ခဲ့ရကြောင်းပိုလန်ကောက်ွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။အဲဒီလေယာဉ်တွေဟာပိုလန်လေပိုင်းနက်ထဲကိုတော့ကျူးကျော်ဝင်ရောက်ခြင်းမရှိပါဘူး။ဒါပေမဲ့အရင်နှစ်ကြိမ်နီးတူအဲဒီလေယာဉ်ဟာလည်းပြန်တမ်းမှုလမ်းကြောင်းအတိအကျသတ်မှတ်မထားခဲ့သလိုပိုလန်တိုက်လေယာဉ်တွေဘက်က အဆက်အသွယ်လုပ်လို့မရအောင်စက်တွေကိုပိတ်ထားခဲ့ပါတယ်။ဒါဟာတပတ်အတွင်း၃ချိန်မြောက်ပုံစံတူကိစ္စဖြစ်ပါတယ်။သမီးအားဖြင့် body ပင်လယ်ပြင်မှာရုရှားစစ်လေရင်ရဲ့အကြောင်းရင်းတိကျမသိရတဲ့နှုတ်ဆောင်တွေပုံမှန်များပြလာတာကိုတည်ပြနိုင်ကြအောင်ပိုလန်စစ်တပ်ကပြောပါတယ်။ရုရှားကာဝေးဝန်ကြီးဌာနကတော့ခုကိစ္စနဲ့ပတ်သက်လို့ဘာမှချက်မှမပေးပါဘူး။စတေမာလာတို့ကလည်းနေတိုးစစ်မဟာမိတ်ဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အက်စတိုးနီးယားလေပိုင်းနဲ့ကိုရုရှားတိုက်လေယာဉ်၃စီးကကျူးကျော်ဝင်ရောက်ပြန်တန်းခဲ့ပါတယ်။ ဒီနောက်ပိုင်းနေတိုရဲ့အရှေ့ဥရောပနိုင်ငံတွေကလေကြောင်းကောက်ဝေးနဲ့ပတ်သက်ပြီးပိုပြီးတင်ကြတဲ့အစီအမံတွေဖြစ်တင်းအားဖြစ်ခဲ့ရပါတယ်အစိုးရလေပိုင်းနဲ့ကျူးကျော်ခံရတဲ့ဖြစ်စဉ်ပြီးနောက်တစ်ချိန်အလားတူထပ်ဖြစ်တော့ရုရှားတပ်လေတွေကိုပြစ်ချမှုစဉ်းစားထားကြောင်းနေတိုကသတိပေးပါတယ်။ရုရှားကတော့နေတိုလေပိုင်းနဲ့ကျူးကျော်ခဲ့တဲ့ဆိုတဲ့ကိစ္စကိုပယ်ချပြီးဟွန်မန်ကန်နဲ့ဆွဆွဲချက်တွေသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ပိုလန်ဟာယူကရိန်းကိုအဓိကထောက်ခံတဲ့နိုင်ငံတွေမှာထိတ်ဆုံးသွားရည်တည်နေပါတယ်။ ပိုလန်ကယူကရိန်းကိုစစ်ဘက်ဆိုင်ရာလက်နက်ကိုရာတွေနဲ့အများအပြားထောက်ပံ့တဲ့နိုင်ငံမှာထိတ်ဆုံးသွားရှိတဲ့အတွက်ရုရှားဟောက်ပိုလန်ကိုငြိမ်ငြိမ်နေဖို့အကြံဉာဏ်တတိပေးခဲ့ပါတယ်။ဒါအပြင်ပိုလန်နဲ့နယ်စပ်မှာရှိတဲ့ရုရှားရဲ့မဟာမိတ်ဖြစ်တဲ့ဘယ်လာရုစ်နဲ့အနီးနားမှာလည်းရုရှားရဲ့နျူကလ িয়ার ဒုံးကြီးတွေကိုဖြန့်ကျက်ချထားမှုတွေရှိနေပါတယ်။ဒါကြောင့်ပိုလန်ကလည်းစိုးရိမ်တဲ့အနေနဲ့နေတို့တဖွဲ့ဝင်တွေကိုပိုလန်နားမှာအသင့်အနေထားဖြန့်ကျက်ချထားမှုတွေရှိပြီးအနည်းဆုံးနေတို့တဖွဲ့ဝင်အင်အား3000လောက်ရှိတယ်လို့ဆိုပါတယ်။ တကယ်တော့ဒါတကူဖြစ်လာရင်တော့ရုရှားဟာအချိန်မီပိုလန်ကိုတိုက်နိုင်လဲဆိုပြီးတော့စီးရေးလေးလာသုံးသက်သူတွေကပြောပါတယ်။ဒါပေမဲ့ရုရှားဟာအခုလိုယူကရိန်းနဲ့အချိန်နေမှာတော့မှလက်ခဲတဲ့လက်ဖြစ်နေတဲ့ကာလမှာပိုလန်ကိုတိုက်မှာမဟုတ်တော့ဘူးလို့ပိုလန်ဘက်ကအထင်မြင်ယူဆနေတာဖြစ်ပါတယ်။